နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါတယ်ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက် တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဇွန်လ15ရက်တနင်္ဂနွေနေ့ ဖေရှင်အနာဂတိကျန်ခန်းကြီး44အခန်းငယ်27မှ25။အိုယာကုတ်အမျိုးဤယာတို့ကိုဆင်ကျင်လော့။အိုဣဒရီလာအမျိုးတင်ဒီငှကြုံဖြစ်၏။တင့်ကိုငါဖန်ဆင်းသည်ဖြစ်၍တင်ဒီငှကြုံဖြစ်၏။အိုဣဒရီလာအမျိုးတင့်ကိုငါမမေ့မလျော့။တင်ဤဒုစရိုက်တို့ကိုတင်တိုက်ကဲ့သို့၎င်း။တင်ဤအပြစ်တို့ကိုတင်နွားကဲ့သို့၎င်းငါချီပြီ။ငါထံသို့ပြန်လာလော့။တင့်ကိုငါရွေးနှုတ်ပြီ။ ိုမိုးကောင်းငင်တို့တချင်းဆိုကြလောသာရဖျား ပြုတော်မူပြီးမြေကြီးအောက်ရက်တို့ကြွေးကြော်ကြလော့တောင်များတောနေတကွာတစ်ပင်များတို့ကျူးအေးသောအတန်ကို ပေးကြလော့သာရဖျားသည်ယာကုတ်ကိုရွေးနှုတ်တော်မူပြီးဣဒရလအဖျင်ဘုံထင်ရှားတော်မူပြီးတင့်ကိုရွေးနှုတ်တော်မူ၍ဖွားစကပင်တင့်ကိုပြုပြင်တော်မူသောသာရဖျားမိန်တော်မူသည်ကမိုးကောင်းငင်ကိုငါတပါးတည်းကြက်လျက် မြေကြီးကိုအဖို့မရှိဘဲခင်းလျက်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းသောသာရဖျားဖြစ်၏ငါသည်မိษาဆရာတို့ဤပုပ္ပနမိတ်များကိုပေဖြောက်တတ်၏ပေရင်သမားတို့ကိုယူသွတ်စေတတ်၏ပညာရှိတို့ကိုလှန်၍သူတို့ဤပညာကိုမိုက်စေတတ်၏အိုမူကောင်းခင်တို့တခြင်းဆိုကြလော့ ထာရဖျားပြုတော်မူပြီထာရဖျားသည်ယာကုပ်ကိုရွေးနှုတ်တော်မူပြီဟေရှာယအနာဂတိကျမ်းခန်းကြီး44အငယ်23မျောလင်းချက်မဲ့သောအမှုကိစ္စများအီမီနစ်အလန်ဒိုဤမွေကင်းစာသမီးငယ်ဂျမ်အတွက်မျောလင်းချက်ကိဆုံနေသောအချိန်ပါ Trisomy 18ဟူသောမွေးရပါယောဂတစ်မျိုးကြောင့် လာမီယတတပတ်အထိအသက်ရှင်နိုင်တော်မူမဟုတ်ချေသူကိုကုသလည်းအကျိုးမထူးနိုင်ဘူးဟုဆရာဝန်ကအေးဆက်စွာပြောခဲ့သည်သို့သောကျမသမီးအတွက်ကျမမှာပိုကြီးမားတဲ့အိမ်မက်တွေရှိတယ်ဟု မိခင်က ပြန်လည်တုတ်ပြန်ခဲ့သည်သူတို့သည်ဂျန်ကိုအိမ်ပြန်ခေါ်သွားခဲ့ပြီးချစ်ချင်းမေတ္တာ ပြသခဲ့သည်ထို့နောက်သူတို့ဆုတောင်းခဲ့ကြသည် 6နှစ်ကြာပြီးနောက်ဂျမ်ဒီသူမ၏ကိုတွင်းရှိအချိတ်ကိုခွဲစိတ်ဖယ်ရှားရန်လိုအပ်သည်တွင်ယခင်ကဆရာဝန်မှသူတို့ထံလာပြီးခမည်းတော်ဘာတွေးနေလဲကျွန်တော်သိတယ်။ဒါပေမဲ့ကျွန်တော်ကိုဒုတိယအခွင့်အရေးပေးပါဟုပြောကာဂျန်နှင့်ပတ်သက်ပြီးသူမကဲ့ကြောင့်ဝန်ခံခဲ့သည်။ကျွန်တော်ကိုပြန်လဲအဖတ်ဆဲခွင့်ပေးပါဟုသူတောင်းဆိုသည်။အီမီနှင့်အယ်လန်တို့ညင်းနိုင်တော်လဲ ဘုရားရှင်ဤခွင့်လွှတ်ခြင်းတကူကို သူတို့နားလည်ပါသည်ဓမ္မဟောင်းကျမ်းပရောဖက်များသည်ဘုရားသခင်ဤတရားစီရင်ခြင်းသတင်းများကို ဟောပြောရလေရှိသည်သို့သော ထိုသတင်းများကို ဆက်ဆက်လိုက်သည့်အခါဘုရားရှင်သည် သူဤချစ်ချင်းမေတ္တာ ခွင့်လွှတ်ခြင်းနှင့်လွတ်မြောက်ခွင့်ပေးခြင်းတို့ကိုမချုပ်တီးကြောင်းတွေ့ရသည်ဟေရှာယသည်ယူဒာ၏အပြစ်များကိုမိမောင်းထိုးပြခဲ့ပြီးယုတ်ချင်းပင်အာယုန်လွဲကာ ငါထံသို့ပြန်လာလော။တင့်ကိုငါရွေးနှုတ်ပြီဟုဘုရားသခင်ဤနှုတ်တော်ထွက်စကားများကို သူပြန်ပြောခဲ့သည်။ဘုရားသခင်ဤသဘောတရားအရာသူ့လူမျိုးများကိုစွန့်ပစ်ခွင့်ပြုမိမဟုတ်ချေ။ကိုရောကတင့်ကိုငါဖန်ဆင်းသည်ဖြစ်၍တင့်ကိုငါမမေ့မလျော်ဟု၍မိန့်မာခဲ့သည်။အိုးမိုးကောင်းကင်တို့တချင်းဆိုကြလော့။ထာရဘုရား ပြုတော်မူပြီ။ထာရဘုရားသည်ယာကုပ်ကိုရွေးနှုတ်တော်မူပြီဟု အဆုံးသက်ထားသည်ဂျမ်ကိုခွဲစိတ်မှုပြုရာမိသည့်အကျင့်မြမတွေ့ခဲ့ချေအံဝေရပဲဟုဆရာဝန်မှတ်ချက်ချခဲ့သည်ဆွတောင်းခြင်းဤတကူကျွန်ုပ်တို့ကိုရွေးနုတ်တော်မူသောဖျားသခင်ဤတကူပင်သည် မိသူတို့မျောလင့်ခြင်းကင်းမဲ့ဖွယ်ရာကိစ္စရဲ့များကိုတင်တည်သည်။တင်ပေါ်၌ဖျားဤရွေးချယ်ခြင်းလက်ရာတော်ကိုမိကဲ့သို့တွေ့မြင်ခဲ့ရသည်။ကောင်းကင်ဘုရင်ဖာကိုရိုဒီသခင်ထံပြန်လာရင်ကျွန်ုပ်အားခေါ်တော်မူသည့်ဖျားဖြစ်သည့်အတွက်ဂျေဇူးတင်ပါ၏။သခင်ယေရှုနာမ၌ဂျေဇူးကိုချီးမွမ်းပါ၏။ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။